ောင်းကောင်းတွင်မာချောင်လက်ထွဲလက်မှုပညာတိတ်ကောပပျောက်ရန်နီးစလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဆက်ဖြစ်ပြုတ်လုတဲ့မားချောင်းအသုံးထွေဟာဈေးနှုန်းသက်သာသလိုလက်ဖြစ်ပုံဖော်သူ နောက်ဆုံးမျိုးဆက်တွေဟာလည်းအသက်အရွယ်ကြီးလာသဖြင့်လက်လုံးမားချောင်းတွေနေရာမှာ အစားထိုးဝင်ရောက်လာကြခါဟောင်ကောင်မှာမားချောင်းလက်ထွင်းလက်မှုပညာသိမ်းပါလာပါထင် 1644-1933ချင်းမင်းဆန်နှောင်းပိုင်းမှဆင်းသက်လာတဲ့မားချောင်းကစားနီဟောင်းတရုတ်လူမျိုးအများစုအတွက်အမတ်တရားကောင်းများစွာဖန်တီးပေးထားပါတဲ့ဟောင်ကောင်ရှိမားချောင်းလက်ထွင်းပညာရှင်နောက်ဆုံး၃ယောက်ထဲကတယောက်ဖြစ်တယ်လို့တဝူထဲတော်အမျိုးသမီးလက်ထွင်းပညာရှင်ဖြစ်တဲ့ဟိုစောမေခါတော်ဒီပညာကိုအလေးထားဆဲဖြစ်ပါတဲ့ 1990ဝန်းကျင်ကသူ့အဖေထမ်းမှ လုပ်ငန်းလက်လွှဲယူပြီးနောက်နှစ်40တိုင်အောင်ဆိုင်ခန်းဖွင့်ထားပါတည်။မားချောင်းသုံးတွေကိုကြောင်စိန်ဝါတရိษံအရိုးတို့ဖြင့်လက်ထွင်းလေရှိပေမဲ့ဈေးသက်သာတဲ့ဆက်လုပ်ပစ္စည်းတွေပေါပေါလာချိန်မှာရိုးရာလက်ထွင်းပညာဆက်လက်မထွန်းကားထောပေမဲ့ပို့စောမေရဲ့လက်ရမြောက်မားချောင်းသုံးတွေရဲ့အတွက်နေရာအနှံ့မှလာရောက်ဝယ်ယူသူတွေရှိပါတည်။ အမေရိကန်မှလားထဲချိုးကားထော့144တုံးပါထဲမားချောင်းတစုံဝတ်အတွက်395ဒေါ်လာဖြင့်ဝယ်ယူခဲ့ပါထဲမားချောင်းကစားနီးကလူငယ်မျိုးဆက်တွေချာတိတ်ပြီးလူကြိုက်မများတော့ပါဘူးမားချောင်းကစားဝိုင်းပိုင်ရှင်တွေကလူငယ်မျိုးဆက်တွေစိတ်ဝင်စားလာအောင် ပွဲတွေချင်းပါနေကြပါထဲ့ မားချောင်းလက်တွင်ပညာသိကောပပျောက်သွားဖို့နိစ္စနေပေမဲ့ဟိုစောမိခါထော် DMW နှစ်ကိုဆက်လက်ထိမ့်သိမ့်သွားဖို့လှုပ်ဆောင်နေအောင်မယ်လို့ပြောသွားပါသေးလို့သိရပါသေးရှင်။